ပါကျမဒီနေ့ကဟိုကျမဟိုတားနဲ့သမီးကိုဒီမှာចောင်းလာជုံရင်ရအချိန်လေးနည်းနည်းရလို့ကျမဒီမှာဒီကျမကိုပို့ထားတဲ့စာလေးကိုကျမထိုင်ဖက်နေရထိုင်ဖက်နေရနေပြီးတော့ဒီပြောစရာလေးရှိလို့ပေါ့เนาะအဲ့တော့စာတော်တော်များများမှာကျမကိုမေးတယ်အာရန်ကုန် ဒီမြန်မာပြည်ပဲချမ်းပေါ့နော်အမကြီးကျွန်တော်ကတော့ဘာလို့ဘလို့ဘွဲတွေရထားတယ်အဲမလေးရှားမှာအလုပ်လာလုပ်ချင်တယ်ဒီကဟိုဟာပေါ့ professional ဘွဲတွေရထားတာတချို့တွေရှိတယ် accountant တွေရှိတယ်ဆရာဝန်တွေပါတယ် engineer တွေပါတယ်ပေါ့နော်အမျိုးမျိုးပေါ့နော်ဒီ hotel line တွေလည်းပါတယ်ပေါ့နော်မေးထားတယ်တချို့ကလည်းဘာမှပညာရည်ချင်းမရှိဘူးကျုံရဂျာပန်လောက်ချင်တယ်ပါမစ်တွေဖွင့်ပြီလားဗီဇာအနေထားတွေဘလို့လဲဆိုမေးထားတာရှိရယ် ဲ့တော့လေကျမကပြောပြချင်တာမလေးရှားနိုင်ငံ immigration ရဲ့ဒီဥပဒေအရဒီကျမတို့မြန်မာတွေကို visa ပေးပုံပေးနည်းလေးကိုကျမဟိုပါပေါ့အကျဉ်းချင်းလေးပြောပြချင်တယ်သဘောပေါက်အောင်လို့เนาะဟိုဒီ professional ဝယ်ရထားတဲ့သူတွေအတွက်ကလေအာတော်တော်များများတော့စင်ကာပူဘက်ကိုသွားတာပေါ့နော်ရှိကြတယ်ဒီတူနာဖြူတွေပေါ့နော်အများကြီးပဲအဲ့တော့ဒီနိုင်ငံတိုင်းမှာသူတို့မှာကကိုတာတွေရှိတယ်ဒီနေ့မှာဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်က ဘယ်လိုနေရာတွေမှာအတွက်ပဲဗီဇာပေးမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟိုနောက်နှစ်ဆိုရင်လည်းအဲ့လိုမျိုးပဲဒီနိုင်ငံတွေအတွက်ကတော့မပေးတော့ဘူးဆိုသူတို့အများတဲ့ဒီ immigration မှာအတိုးလျှော့ရေလောက်တာရှိတယ်ပေါ့နော်အချိန်ကြီးနဲ့အချိန်ကအာပေါ့မူတည်ပြီးတော့ပေါ့နိုင်ငံရဲ့အနေအထားကိုမူတည်ပြီးတော့လောက်တာရှိရယ်အဲ့တော့မလေးရှားနိုင်ငံရဲ့ဒီ immigration ဥပဒေအရဆိုလို့ရှိရင်ဥပမာ ကျမနမူနာပြောပြမယ်ဆိုရင်ကျမအမျိုးသားကဒီဟိုတယ်လုပ်ငန်းမှာအလုပ်လုပ်တယ်။သူ့ဟိုတယ်မှာဆိုလို့ရှိရင်ဒီအလုပ်ဘောเนาะဒီဟိုဘော housekeeping တို့ဒီ F&B တို့အတွက်အလုပ်တွေလိုတယ်။ဒါပေမဲ့ကျမမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုဦးစားပေးပြီးခေါ်ခြင်းတယ်။ခေါ်ခြင်းပေမဲ့ပေးလို့မရဘူး။ဘာလို့လဲဆိုတော့အစိုးရကဗီဇာကဒီဟိုတယ်အတွက်ကိုချမပေးဘူး။ဘလို့ရေချမပေးလဲဆိုတော့ okay အာတတိတနစ်ကိုအစိုးရကနေပြီးတော့ကြီးလိုက်တယ်သူ့နိုင်ငံသားတွေအရင်ဦးဆုံးသူ့နိုင်ငံသားတွေမလုတ်တဲ့အလုံမျိုးကိုပဲအစိုးရကဗီဇာချပေးတယ်အဲ့တော့ဟိုတယ်မှာ front office တို့ပေါ့နော် cashier တို့ဒီ finance တို့ပေါ့နော်ဒီ F&B ပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်သူ့နိုင်ငံသားတွေဒီ chef ပေါ့နော်ဒီ support မှုတွေကိုသူ့နိုင်ငံသားတွေအရင်ဦးစားပေးတယ်သူ့နိုင်ငံသားတွေအရင်ဦးစားပေးတော့သူ့နိုင်ငံသားတွေကိုပဲအရင်ခန့်ရတယ်အဲ့တော့သူ့နိုင်ငံသားတွေမလုပ်ချင်တဲ့အရာတွေ gardener တို့ housekeeping တို့သူရှိလိမ့်မယ်နော်အဲ့လိုမျိုးတွေအဲ့လိုမျိုးဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုရင်မြန်မာတွေကို visa ချပေးတာမရှိတဲ့လောက်ကိုရှားပါတယ်ပြီးတော့ဘယ်သူတွေပြေးလဲဆိုရင်ဘင်္ဂလားတို့ င်ဒိုအင်ဒိုနီးရှားတော့ဗောနော်အဲ့လိုမျိုးပေးတယ်အဲ့တော့တချို့ဟိုတယ်တွေမှာဆိုလို့ရှိရင်ဒီ front office မှာဆိုရင်ကိုယ်နိုင်ငံသူတွေအရင်တော်တဲ့ English တွေပဲဘလောက်ပဲကောင်းကောင်းဖိလစ်ပင်းကိုဦးစားပေးပြီးတော့သူတို့ visa ကိုချပေးရပေါ့နော်အဲ့လိုမျိုးလေးအနေထားလေးကိုသိစေခြင်း ਨੇ နောက်ပြီးကြတော့ဒါကပေါ့နော်ဒီတချို့ဆိုလို့ရှိရင်လည်းမြန်မာတွေကိုအလုတ်ခေါ်ခြင်း ਨੇ အာဒါပေမဲ့အစိုးရပါမင်းချမပေးဘူးအဲဥပမာဒီမှာလာလောက်တဲ့သူတွေဆိုရင်ဥပမာစားတောက်ဆိုင်လောက်တဲ့သူတွေ factory မှာ လုပ်တဲ့သူတွေစက်ရုံမှာလုပ်တဲ့သူတွေအဲ့ဒါမျိုးဆိုလို့ရှိရင်မြန်မာတွေအတွက်ဗီဇာရရတယ်ဗီဇာကဒီစက်ရုံအနေထားပေါ့နော်ဒါဒီစက်ရုံက company ကနေပြီး immigration ကိုတင်ပြရတယ်သူတို့နိုင်ငံမှာအလုပ်သမားအာသူတို့စက်ရုံမှာအလုပ်သမားအာကဘလောက်ပေါ့နော်လိုအပ်ပါတယ်ဒါသူတို့တွေဒီလိုမျိုးပေါ့ခုံဝင်ပေးပါဆိုတာဟာအဲ့တော့ immigration ကဒီစက်ရုံအတွက်ကတနစ်စာအတွက်ဘလောက်ဆိုပြီးသူကသတ်မှတ်ထားပြီးသားလူဦးရေဘလောက်ခုံဝင်ပေးမလို့သတ်မှတ်ထားပြီးသားပေါ့နော် အဲ့လိုမျိုးပဲစိုက်ပျိုးရေးလိုပေါ့နော်အဲ့လိုမျိုးတွေသူ့ဟာနဲ့သူကဟိုအာပေါ့နော်ဒီကိုတာတွေကချထားပြီးသားဖြစ်တယ်အဲ့တော့ခုနကကျမပြောသလိုမြန်မာနိုင်ငံမှာဥမာဆရာဝန်ဘွဲရတယ်အင်ဂျင်နီယာတွေဘွဲရတယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုလို့ရှိရင်ဒီဘက်ကိုမလေးရှားဘက်ကိုဝင်တိုးဖို့ဆိုရင်တော်တော်အခက်အခဲတွေရှိတယ် အဲတိုးမယ်ဆိုလို့ရှိရင်လည်းမလေးရှားမှာဥမာကိုယ်နိုင်ငံမှာဆရာဝန်ဘွဲ့ရထားတဲ့သူကဒီတစ်ပတ်မှာပြန်ပြီးတော့ license ရဖို့ကိုယ်နိုင်ငံရဲ့စာမတွေနဲ့ပေါ့နော်ဒီဆရာဝန်ဘွဲ့လက်မှတ်တွေနဲ့အများကြီးပဲလုပ်ဒီဘက်ချမ်းမှာပြန်ပြီးတော့ကျွန်မအနောက်ခါကျအသေးစိတ်လေးပြန်ပြောပြပေးပါမယ်ဒါကကျွန်မအတူလေးခြုံပြောပေးမယ်ပြန်ပြီးတော့ဒီမှာစာမွဲတွေပြန်ဖြေရပါတယ်အဲအဲ့လိုမျိုးပေါ့နော်အချက်တွေကတော့လေချက်ချင်းလငင်းကြီးလေတိုးလို့မရဘူးသူအစ်စ်နဲ့သူကိုကအရေးချင်းပြည့်ပြည့်မိမယ်ဆိုလို့ရှိရင်တော့ ရတယ်ဥမာဒီမှာစေကန်းဖွင့်ကျင်တာဟာမျိုးပေါ့နော်အဲအဲ့အဲ့ဒါမျိုးတွေပေါ့အဲ့ဒါတွေကဆောင်းဝေးတွေပြန်ဖြေရတယ်ဒီအစိုးရတတ်မှတ်ထားတဲ့ဒီအချက်တွေကိုအကုန်လုံးကိုကပြန်ပြီးတော့ဟောနော်တခုမကျန်တင်ပြရတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဆင်ပြေနိုင်ပါတယ်အဲ့တော့ engineer ဆိုလဲအဲ့တိုင်းပဲသူ့နိုင်ငံမှာ engineer ဥည်နေတဲ့နေရာတွေအဲ့ဒါမျိုးဆိုရင်ကိုဘက်ကဒီလိုမျိုးဒီ degree ကအရန်ကောင်းလဲဆိုလို့ရှိရင်တော့ရနိုင်ပါတယ်အဲ့တော့ကျွန်မခုနပြောသလိုပဲဒီမလေးရှားမှာက immigration က သူ့ဟာနဲ့သူကပေါ့နော်ဗီဇာပေးတဲ့ဟာတွေကိုမြန်မာနိုင်ငံအတွက်ကဘယ်နေရာတွေတက်ပဲပေးခွင့်ရှိမယ်စိုက်ပျိုးရေးပေးခွင့်ရှိမယ်ဆောက်လုပ်ရေးပေးခွင့်ရှိမယ်အဲအဲ့လိုမျိုးတွေပေါ့နော်ပြီးလို့ရှိရင်ဒီစားတောက်ဆိုင်တွေစားတောက်ဆိုင်တွေဆိုလို့ရှိရင်ဒီ Chinese restaurant တွေပေါ့နော် Chinese restaurant တချို့တွေကကြတော့ဒီဟိုဟာပေါ့အသားဆုံးပေါ့နော်ဟာလာမဟုတ်တဲ့ဟာတွေတွေ့ကြမှုလို့တော့သူ့နိုင်ငံသားတွေကတော့ဒါမလုပ်ကြဘူးเนาะတောင်တန်သူ့နိုင်ငံသားတွေကဒီမလေးရှားနိုင်ငံသူနိုင်ငံသားတွေကတော့အောက်ခြေလုတ်တွေရာလုတ်တာရှားပါတယ်เนาะမရှိဘူးအဲ့တော့အဲ့လိုမျိုးဆိုင် င်ဆိုရင်တော့ပါမစ်တွေချပေးရဲ့အဲဒါကြောင့်မို့ကျမတို့မြန်မာတော်တော်များများဆိုလို့ရှိရင် Chinese restaurant တွေမှာအလုပ်လုပ်တာတွေများတယ်။ဘာလို့ဆိုတော့သူတို့ကအသားဆုံးကိုင်းတယ်လေပေါ့နော်။သူတို့ကဟာလာဆိုင်မဟုတ်တဲ့ဟာတွေပေါ့နော်။အဲအဲ့လိုမျိုးအဲ့ဒါလေးတွေကတုံရဂျာပန်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးတွေရှိရဲ့။အဲ့တော့ဒါရီယာလဲသူ့ဟာနဲ့သူကဟိုဟာပေါ့နော်ဒီဟို လိုင်စင်ချပေးတဲ့ဗောနော်ဗီဇာအတွက်ကိုချပေးတာတာတွေကသူတို့ဆိုင်နေရလဲတော်တော်များများပြည့်နေတာဗောနော်ဒါကျမတီးရဲ့ဒီမှာဒီမှာကျမသွားစားနေကြဂျပန်ဆိုင်ဆိုလို့ရှိရင်မြန်မာတွေတော်တော်များတယ်အဲ့တော့ဒီဂျပန်ဆိုင်မှာလေဆိုင်ခွဲတွေကအရင်များအများကြီးပဲဒီမှာဖွင့်ထားဆိုင်ပေါင်း40ကျော်ကလောက်ကျော်လောက်ရှိရဲအဲ့ဒါတွေကြတော့လေ immigration ကနေပြီးတော့လူဦးရေအကန့်အသတ်ဘလောက်ခေါ်ရမယ်ဆိုတဲ့ဟာကိုသူတို့ကယာထားပြီးသားတယ်ယာထားပြီးသားဆိုတဲ့ခါကျတော့သူတို့ကအဲ့လိုမျိုးခေါ်လို့ရတယ်သူတို့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရန်ကုန်မှာသွားပြီးတော့ ဒါလျှောက်သူတို့သွားခေါ်ရဲပေါ့နော်အဲ့လိုမျိုးညီမတွေတော်တော်များတယ်အဲ့ဒါလေးတွေကကျွန်မပြောချင်တာကမလေးရှားကိုလာမယ်ဆိုလို့ရှိရင်ဒီ professional ပေါ့နော်ဒီလုံးလုံးနေတဲ့ဒီဝဲရထားတဲ့သူတွေကအဲ့လိုခက်ခဲတွေတော့သူရှိရယ်ကိုယ်နိုင်ငံမှာဘွဲတွေရမယ် certificate တွေဘလောက်ကောင်းကောင်းရရဒီဘက်မှာတိုးဖို့ကအဆင်မပြေဘူးမလေးရှားမှာကြတော့အနေထားရပါတော့အဲနောက်တစ်ခုကကြတော့မလေးရှားမှာဆိုရင် Indian တွေဆိုလို့ရှိရင် IT နဲ့ပတ်သက်တဲ့ဟာတွေဆို Indian တွေကိုသူတို့ဟိုဟာပေါ့ EP ပေါ့နော် ပေးတာများတယ်ဘာလို့ဆိုတော့သူတို့နိုင်ငံမှာဒီ ID နဲ့ပတ်သက်လို့ကနည်းနည်းအင်အားနဲ့ဟာအားနဲ့တွေ့ကြမလို့အိန္ဒိယနိုင်ငံကလာပြီးတော့အလုပ်လျှောက်တဲ့ EP ဆိုလို့ရှိရင်သူတို့ပေးတယ်အာ ID ဆိုလို့ရှိရင် EP ပါမစ်တီပေးတယ်ပေါ့နော်အဲ့တော့သူ့နိုင်ငံသူ့အနေထားနဲ့ကဘောမူတီပြီးတော့သူတို့ကအဲ့လိုဗီဇာတွေကိုချပေးထားတာပါအဲ့တော့ကိုကဘလောက်ကြီးပဲပညာရည်တော်တော်ဘလောက်ကြီးပဲဘွဲတွေပဲရရဒီဘက်ရောက်လို့ရှိရင်တချို့တော်တော်များများတိုးလို့မရတာရှိရပါတော့နော်ကံကောင်း ထောက်မစွာနဲ့လူကောင်းတထေးကောင်းနဲ့ပေါ့ဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လုပ်ပေးရဆိုရင်တော့ဒါတက္ကနာတွေပေါ့နော်ရှိရတောင်းတန်ယုံကတော့ဟိုကိုနဲ့တီးရဒီဘက်ကကမ္ပဏီရပဲဘလောက်ပဲတီးတီးပေါ့နော်သူတို့ကလည်းဗီဇာအနေထားရသူတို့အစိုးရချမပြီးသူတို့ကလည်းဒီပြပနိုင်ငံသားပေါ့ကျမတို့နိုင်ငံသားတွေခေါ်ဝင်မရှိဘူးအဲအဲ့လိုမျိုးပဲအခုနောက်ပိုင်းဆိုရင်ဟိုတယ်တော်တော်များဆိုလို့ရှိရင်မြန်မာတွေဒီ housekeeping ရက်ကိုချမပြီးတော့ဗီဇာချမပြီးတာတွေတော်တော်များသွားပြီเนาะအရင်ကဆိုလို့ရှိရင်ဒီဟိုတယ်တွေမှာဆိုရင်ဒီ5 star hotel တွေမှာ မှာဆိုမြန်မာတော်တော်များများအပေါ့နော်ဗီဇာရကြတယ်ပါမစ်ရကြတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့တချို့မလေးရှားမှာမြန်မာဆိုင်တွေဆိုင်တွေဖွင့်ကြတယ်ပေါ့နော်အာကျွန်မတို့ဒါ business visa နဲ့ပတ်သက်ပြီးမေးထားရတဲ့သူတွေပေါ့နော်ကျွန်မတို့ business visa နဲ့ပတ်သက်ပြီးအမားကြီးတည်းတက်တော့ရှင်းပြပေးပါတဲ့ ရှင်းပြဆိုတဲ့ခါကျကျမတော်တော်လေးရှင်းရမှာနည်း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 လေးဟိုဘယ်လိုပြောမလို့တချို့အရာတွေကအာခက်တယ်ရှင်းရတာတော်တော်ခက်တယ်ဟိုနီးလန်းတွေကနည်းနည်း line နည်းနည်းစုံလို့ရှင်းရတာခက်တယ်အဲ့တော့ဟို basically ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအာမြန်မာတော်တော်များများဒီမလေးရှားမှာမြန်မာဆိုင်တွေဖွင့်ကြတာရှိတယ်เนาะဖွင့်ကြတယ်မြန်မာမြန်မာဆိုင်တွေဖွင့်တိုင်းအဲ့ဖွင့်တဲ့ဆိုင်တွေကအကုန်လုံးတော်တော်များများက ဒီမလေးရှားနိုင်ငံရဲ့ business visa ရထားတာမဟုတ်ဘူးเนาะအဲသူတို့ရေဘာ visa ရင်းနဲ့နေရလဲဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ဒီလိုမျိုးတွေပေါ့ဒီ site ပြိုးရေးတို့ construction ပေါ့เนาะအဲ့လိုမျိုး permit တွေနဲ့ဝယ်ပြီးရောဟောနားလည်မှုနဲ့ပေါ့เนาะဒီနိုင်ငံသားတယောက်နားလည်မှုနဲ့ဆိုင်ုံပဲဖွင့်ထားတာရှိရယ်သူတို့ကိုပိုင် business visa တွေရထားတာမဟုတ်ဘူးเนาะအဲ okay တချို့ဆိုလို့ရှိရင်ဒါကျမနဲ့တည်တဲ့ဒီမိတ်ဆွေမောင်လေးတယောက်ပြောပြတာဆိုရင်သူဆိုလို့ရှိရင် construction ပေါ့နော်ဒီဆောက်လုပ်ရေးပါမင်းနဲ့သူနေရတယ်နေပြီးတော့သူမြမဆိုင်ဖွင့်နေသူအလုပ်ဖြစ်တဲ့အဆင်ပြေတယ်ဒါပေမဲ့ဘာကအာဥပမာရဲစစ်တယ်ပေါ့နော်လာလို့ရှိရင်တော့ဒါတွေကဟိုနှိပြီးတော့ယူရတဲ့အပိုင်းတွေရှိတယ်အဲနှိရတဲ့ချို့နေရဆိုလို့ရှိရင် तू ကကားနဲ့သွားတယ်လာတယ်အပြင်မှာပေါ့နော်သူမတို့ကိုပိုင်ကားလေးတစ်စီးဝယ်ထားတယ်သူသွားတယ်ဥမာရဲအတွက်လို့သူ့ကိုစစ်မှတ်ဆိုလို့ရှိရင်ရဲက तू ပြရတယ် तू ရတဲ့ပါမစ်က ပါလဲဆိုတော့ဆောက်လို့ရပါမယ်ပေါ့နော်ပါမိရထားတယ်။ဒါပေမဲ့သူ့ရဲ့အနေအထိုင်အဟံအမူအရာကဆောက်လို့ရလို့တဲ့လူသမားတယောက်နဲ့လုံးဝမတူဘူးလေ။ဘာလို့ဆိုတော့ तू ကအာဒါတက်နိုင်တဲ့လူတယောက်ပေါ့နော်ဆောက်လို့ရဗီဇာနဲ့နေရတာ။အိုးပါမိနဲ့နေရတာ။အိုးဆိုတဲ့ခါကြတော့ရှင်သူတို့ကအဲ့ဒါဆိုဘာလို့လို့ဆိုရင်မင်းလောက်ဟာဖြက် လဝါဖြစ်ပြီလဝါကိုဒီလိုမျိုးပုတ်ကြည့်ရဘာလို့ဆိုဒီဆောက်လုပ်ရေးလုပ်တဲ့လူတယောက်ဆိုလို့ရှိရင်အလုံသမားတက်ကလဝါကြီးကျန်းနေပေါ့လေနော်ပြောရမယ်တိမျိုးအဲ့တော့မင်းဆောက်လုပ်ရေးဟာမဟုတ်ဘူးမင်းဒီမှာစီးပွားချာနေရငါသိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ညှိရပြီလေပေးရပြီလေနော်အဲအဲ့လိုမျိုးဘိုင်းနေရှိတယ်ပေါ့နော်အဲ့တော့ တချို့တွေကဒီမှာပေါ့မလေးရှားမှာမြန်မာဆိုင်ဖွင့်ကျင်တယ်လို့ဘယ်လိုလုပ်ရမလဲပါအဲ့တော့မြန်မာဆိုင်ဖွင့်နိုင်ဖွင့်ပြီးလုပ်မယ်ဆိုတော့တရားဝင် business visa တွေဒီဟာတွေရထားတာမဟုတ်ဘူးเนาะအဲ့တော့ဒီမှာဆိုင်မဲ့လာဖွင့်ကြတာပဲရှိတာဒါပေမဲ့ ကိုနီးကိုဟန်နဲ့နေလို့ရအောင်ဒီလိုမျိုးပါမစ်တေဗီဇာတွေအဲပါမစ်တွေဝယ်ပြီးတော့နေရတဲ့အနေအထားတွေဆိုင်ရတာဖွင့်ထားတယ်ဥပမာဆိုင်နံမယ်နေကဒီနိုင်ငံသားတယောက်ရောင်းခဲ့ရပေါ့နော်နံမယ်ကိုသုံးပြီးတော့နောက်ကနေပြီးတော့လုံးရတာတွေအများကြီးပဲအဲ့လိုမျိုးတွေပေါ့အဲ့ဒါကြောင့်မလို့ကျမတို့ business visa နဲ့ပတ်သက်လို့ရှင်းပြပေးပါရှင်းပြရရှင်းရတာနည်းနည်းလေးဟိုတချို့နေရာတွေကရှင်းတော့ခက်တယ်အာပုံမှန်အနေထားရ business လာလုပ်မယ်ဆိုလို့ရှိရင် တို့နိုင်ငံမှာမရှိတဲ့ business မျိုးပညာမျိုးပေါ့နော်အဲအဲ့ဒါမျိုးတွေကိုကပယ်လာနိုင်လို့ရှိရင်တော့ဒါအဆင့်ဆင့် immigration ကိုတင်ပြရမှာအကုန်လုံးတရားမျိုးပေါ့နော်ဒီ professional ဒါဆိုရင်တော့ EP permit ရဖို့ပေါ့နော် business ဒါ visa ရဖို့အတွက်ကိုအဆင့်ဆင့်နေအကုန်တင်ပြရမှာအဲ့ဒါကြတော့လေအရန်ကိုဒီနိုင်ငံမှာရှိတဲ့ agent ပေါ့နော် ဟိုဟိုလုပ်ငန်းတွေ့ကြုံရှိရသူပြီးတော့စိတ်ချယုံကြည်တဲ့ agent မြန်မာဒီနိုင်ငံမှာဖွင့်ထားတဲ့မြန်မာ agent လောက်နဲ့အဆင်မပြေဘူးเนาะကျမမိတ်ဆွေတရားဆိုလို့ရှိရင် तू business visa ရသွားတာဆိုတော့ तू ဆိုအရန်ပင်မန်းတာအစင်းစင်းအကုန်တင်ရတာတင်ရတာဆိုတော့ဒီနိုင်ငံမှာရှိတဲ့တရားဝင်ဖွင့်ထားတဲ့ agent သူတို့အဲ့အဲ့ agent တော်တော်တော်တယ်အဲ့ရနဲ့သူတို့လုတ်လိုက်တဲ့ခါမှာနောက်ဆုံးကြတော့တော်တော်ကြီးကိုကြရတာပေါ့เนาะအဲ့တော့ဟိုအကုန်ကြလဲများတယ် အကောင်ကြီးလည်းများတယ်လုပ်ငန်းအနေထားရလဲသူများနဲ့မတူတဲ့လုပ်ငန်းမျိုးဖြစ်ရမယ်ဥပမာဒီနိုင်ငံမှာမြန်မာကုန်စည်ဆိုင်ဖွင့်နိုင် business visa ရတာမဟုတ်ဘူးเนาะအဓိကပြောချင်တာအဲ့ဒါပါအဲအဲ့ဒါမျိုးလေးသိစေချင်တယ်အဲ့တော့မြလေးရှားနိုင်ငံကသူတို့နိုင်ငံသားကိုပဲအမြဲတမ်းဦးစားပေးပါတယ်သူတို့နိုင်ငံသားရဲ့စီးပွားရေးလုပ်ငန်းကိုထိမဲ့ဟာမျိုးပေါ့နော်ဟာမျိုးဆိုသူတို့အဲ့လိုမျိုးဟာဆို visa မပေးပါဘူးအဲ့တော့ သူတို့နိုင်ငံသားတွေမလုတ်ချင်တဲ့အလုံမျိုးသူတို့နိုင်ငံမှာမရှိတဲ့ဒီပညာရည်မျိုးကိုပဲသူတို့ကဗီဇာပေးတယ်လက်ခံတာပါအဲ့အနေထားလေးကိုသိစေချင်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဒီတော်တော်များများညီမတွေတော်တော်များများပေါ့နော်တချို့ကလည်းအာတုံညာကြပါမယ်ကိစ္စမရှိဘူးဆိုရင်တော့ရတယ်ဒါပေမဲ့လောဆယ်ကတော့ပါမစ်ကတော့မဖွင့်ထားသေးပါဘူးပါမစ်ဖွင့်ရင်တော့ဒါအစိုးရကြော်ညာရင်အားလုံးသိကြမှာပါနော် ဲ့တော့မလေးရှားနိုင်ငံဘာအတွက်ကောင်းလဲဆိုတော့ယာယီခိုလုံမှုအတွက်ကောင်းတယ်မလေးရှားနိုင်ငံနေလို့ထိုင်လို့မြန်ကောင်းပါတယ်ဒီနေစိတ်စားစိတ်တွေကဘာပဲပြောတတ်တာပါတယ်အဲကျမတို့ဘာပဲပြောမြန်မာတော်တော်များများကျမတို့တွေဒီအဲဒုက္ခဆင်းရဲရောက်တဲ့ချိန်မှာတော့ဒါခိုလုံလို့ကောင်းတဲ့နိုင်ငံကြီးပါကျေးဇူးတွေလည်းတင်ရပါတယ်ဒီနိုင်ငံလေအဲ့တော့တချို့ယာတွေကလည်းသူတို့တွေဖမ်းတာစီးရတွေကတော့ ဒါလုံနေတာပေါ့လေဒါလည်းသူတို့အဖြစ်ကျွန်မတို့တော့ပြောလို့မရပြန်ဘူးကိုယ်အိမ်တအိမ်မှာပဲကြည်လေဟိုကိုကလက်မခဲပဲနဲ့လာဧည့်သည်တွေကအရန်များရင်ဒီအိမ်ကြီးပဲပျက်စီးမှလေပေါ့နော်အဲ့လိုမျိုးပါပဲသဘောထားလိုက်ပါသူတို့လည်းဒီတရားမဝင်နေအရန်များလာတဲ့ခါမှာသူနိုင်ငံအတွက်ကအခွန်မရဘူးလေအခွန်မရတဲ့ခါကျတော့သူတို့နေနေလာတဲ့ဖမ်းတာစီးတာတွေလှုပ်လှက်ပြီးတော့ဒါလည်းဟို တားလို့ရှိရင်သူတို့နိုင်ငံသူနိုင်ငံသားတွေကဒါဆန္ဒတွေပြကြမယ်လေအဲ့လိုအယံများလာလို့ရှိရင်မလူရာအပ်တဲ့ဒီ case တွေပေါ့နော်အမှုခင်းတွေဖြစ်မယ်ဒါကြောင့်မို့လဲသူတို့ကလည်းဒီလို operation တွေဝင်နေဖမ်းနေပေါ့နော်လောက်တာပေါ့လေတရားမဝင်တဲ့ခါကျတော့အဲ့တော့တရားဝင်နေတဲ့သူတွေအတွက်ကြတော့လေဒီအလို့အလို့ရှင်ကောင်းလို့ရှိရင်တော်တော်အဆင်ပြေကြတဲ့လူတွေရှိပါတယ်ဒါအလို့ရှင်ကမကောင်းဘူးညစ်လို့ရှိရင်လည်းတော်တော်စိတ်ဆင်းရဲရလူတွေကလည်းတပုံတစ်ခေါင်းကြီးပါဥပမာအလို့ရှင်ကစာချုပ်တဲ့ထဲကအတိုင်းပဲအဲမခိုင်းမဲနဲ့ပိုခိုင်းတာတွေနားရက်တွေညော့တာ ာတွေပေါ့နော်လားစာကိုတိုးမပေးရည်လေအဲ့လိုမျိုးလူတွေလည်းရှိပါတယ်အဲတိုင်ရတာတွေကမတိုင်လို့တော့တိုင်လို့မရတာမဟုတ်တိုင်လို့ရတယ်ဒါပေမဲ့ကိုတိုင်ရင်ကိုပါမိကတော့အရင်ဆုံးပြုတ်မယ်နောက်တစ်လုပ်ကိုပြန်ရှာရမယ်နည်းနည်းအခက်ခဲရရှိရပါလိအဲအဲ့လိုမျိုးပိုင်းနေတော့ရှိတာပေါ့အဲ့တော့မလေးရှားကိုမလာခင်ဒီလိုမျိုးအချင်းကြီးရရက်ကလေးကိုသိစေချင်ပါတယ်အဲ့တော့မလေးရှားဆိုတာကအာ ခိတခဏပေါ့နော်တတိယနိုင်ငံကိုမသွားခင်ဥပမာဂျူဝန်သမားတွေအတွက်တော့အဆင်ပြေပါတယ်ခိတခဏခိုအောင်ပြီးတော့ဒီမှာအလုံးလုံးမယ်ကိုယ့်ရဲ့ဝန်စာကိုဖြည့်ရှင်းမယ်အဲ့ဒါမျိုးတွေဆိုရင်တော့ကြုံရကြပန်းပေါ့နော်ဟိုတွေ့ရအလုံးလုံးမယ်ပေါ့နော်ကျူးကျူးဆဆလုံးမယ်ဆိုရင်တော့အဆင်ပြေပါတယ်အာဒါကမလေးရှားနိုင်ငံ immigration ရဲ့ဒါဗီဇာနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်ကျမတို့မြန်မာပြည်နဲ့ပတ်သက်လို့သူတို့ပေးပုံပေးနည်းလေးတို့ကျမဒါ တည်တလောက်ကျွန်မရှယ်ပေးတာပါကျမရဲ့ပိုတည်ရဲ့လူရှိလို့ရှိရင်လဲမမ်းမရေဝင်ပြီးတော့ရေးသွားပေးနိုင်ပါတယ်เนาะသူတို့ကြွယ်တာပေါ့เนาะကြီးစုပေးရတော့ကြီးစုတင်ပါတယ်ဘိုင်